အင်္ဂလာပါဗျာအလုပ်ကျမ်းပါပါစေချမ်းသာပါစေနော်ဘိုင်ယဲကုမျက်နှာမျက်ဘိုင်ယဲကုတန်ကြားလို့အလုပ်ပျော်စေကြပါစေဗျာဒီနေ့က12ရက်9လ2025ပေါ့နော်ဒါညနေပိုင်းနေပဲပြောအောင်ပါဗောဘိုင်ယဲကုကအလုပ်ကပြန်လာတဲ့အချိန်လေးပေါ့နော်ဒီဒီဘရင်မျိုးမှာဒီဘရင်မျိုးနဲ့မှာအခုအိုဒိန်ခွင်ကြီးရွာမှာဒါဟိုစာသင်ကျောင်းကိုဒီနေ့ဗစ်ထူလိုက်တယ်ဗောမနန်ကနော်ဗစ်ထူလိုက်တဲ့အခါကျတော့ အဲပီပီအထဲမှာရှိနေတဲ့အကြမ်းဖက်တွေတော်တော်များများလက်ကုံလာရှိတယ်တော်တော်များများလက်ကုံတယ်နော်အဲဘစ်ထူလိုက်တော့လက်ကုံကြတယ်အဲ့ဒီမှာကကျွန်တော်တို့ပြောချင်တာကဟိုအကြမ်းဖက်တွေပီဒီအက်တွေကမတူဘူးဗျမတူနော်ပီဒီအက်တွေကတော့ကျွန်တော်အလင်းဝင်စင်ခြင်းနေဘာလို့အဲ့ဒီဘိုင်းတော့ဘာလို့အဲ့မှာရှိနေတာလဲဘယ်တော့မှအေးစင်စင်အေးရမဲ့သူတွေမဟုတ်အဲ့ဒါနေနဲ့ညနဲ့တော့ကြောက်နဲ့နေရမဲ့ဒူးစိုက်လို့ လှုပ်ထားတဲ့သူတယောက်လိုပဲဘယ်ချင်းရဲလောက်ဟမ်းမလဲဆိုပြီးကြောက်ရွံ့နေရတဲ့အချိန်မျိုးတွေပဲဖြစ်နေနော်အဲ့တော့ကျောင်းနဲ့ဂျာမှရှိနေတဲ့ပြည်သူပြည်သားတွေလည်းဘာမှမသိတဲ့ခလေးငယ်တွေလည်းမသိသေးခြင်းဘူးနော်ပိုင်းတော့အဲ့ဒါကြောင့်ပြောတာပိုင်းကလူကမွေးတာဖြစ်တဲ့အတွက်တစ်ဖက်တည်းပိတ်နေတဲ့သူမဟုတ်နှစ်ဖက်ဖွင့်လာတဲ့ညံပြညာကိုအမြဲတမ်းထုတ်လို့သုံးတယ်ဟုတ်လား ကျွန်တော်တို့ကနေတော့မှဟိုတစ်ဖက်ကိုကိုနဲ့မတဲတဲ့သူတယောက်ကိုကျွန်တော်တို့အမိုးကအောင်းမနေတယ်စစ်တပ်တွေကအုတ်ချုံအောင်းမနေတယ်နော်ဘေးနားမှာပတ်ချက်လဲမှာပတ်ချလဲမှာပေါ့ဒါအုတ်ချုံရန်နေရရှိတဲ့နေရာမှာနေတယ်အဲ့ရနေနေပြီးတော့မှထိုင်ပြီးတော့ဟောကောင်းနေရန်ထောင်နေလို့ရှိရင်ဒီရန်ဝဲရပြီးတော့မလားအဲ့ဒီက ပိုးပြီးမုံမတိတော့လားအာဖီတိုက်ပြီးတမ်းတော့လေဒီအခန့်ရှိနေလို့ဒီကောင်းလေးကထားကြွားဂျိုးထောင်းနေတာပဲဒီကောင်းလေးစားရှိလို့ကြလို့ငါတို့နေရာကိုလာခဲ့ကြည့်လိုက်ပါလားဆိုမလာဘူးအဲထောင်းတဲ့သူတွေကနော်သူတို့နေရာမှာပဲသူတို့ကတ်ထောင်းနေတာအဲ့တော့တကယ်တကယ်ကြတော့မုံတိတော့တောင်းတော်သားတွေမုံတိကုန်ရောအာဒီကောင်းလေးကာဝယ်ပေးနေဒီကောင်းလေးရှိနေလို့ဆိုပြီးတော့အမ်ပို့ပို့ပြီးစိုးလာအဲ့တော့ကျွန်တော်တို့ကတမ်းတော်ကိုချစ်တာကျွန်တော်တို့ကတမ်းတော်ကိုဟိုရှင်းပြောလို့ရှင်ရန်နေစေချင်တာ เนาะအဲ့တော့ကျွန်တော်ကအမြင်တိုင်းလို့လို့ PDF ပဲပဲပြပြဘယ်အဖွဲ့အစည်းကိုပဲပြကျွန်တော်တို့ကယဉ်ကျေးချိုသာစွာနဲ့ကျွန်တော်တို့ဟိုခေါ်ဝသုံးဆွဲတာရှိတယ်။ရိုင်းပြတဲ့စကားတော့နဲပါတယ်။တခါဒီလောက်တော့ကျွန်တော်ပြောတတ်ပါတယ်။ပြောပြစ်တယ်မျိုးဖြစ်ကောင်းဖြစ်လိမ့်မယ်အလုံးကြုံပါတော့။အဲ့တော့ကျွန်တော်ပြောချင်တာကတစ်ဖက်ကဟို PDF ညီငယ်ညီမငယ်တွေလည်းဒါအလဲဝင်ဖို့တိတ်ပြီ။တိုင်းပြီးတော့ပြန်ပြီးတော့ဟိုပြည်သူတွေကိုတနာပါတော့အဲ့မှာရှိတဲ့ခလေးငယ်လေးတွေနောက်ဘာမှမသိဘဲနဲ့လူဘောကိုဖျက်ဆီးအောင်မှာနောက်ဆယ်နှစ်နဲ့20အဲ့နေရာတွေကတော်တော်တိုးတက်တော့မှာမဟုတ်ဘူး။ ရှာဖွေထားတဲ့ဥစ္စာတိန်းလေးဟိုနေမော်နှစ်ပေါင်းများစွာရှာဖွေထားတဲ့ဥစ္စာဒီရာလေးကြောင့်ဒီမှာကြောင့်အကုန်ပြည့်စည်သွားနောက်နှစ်ပေါင်း3-50ပြန်ရှာရလိမ့်မယ်ဒီလိုနေရာမျိုးလေးဒီလို ေကိုအချိန်နေဘွားလေးရအောင်ဒါကိုပြောချင်တာရေဦးတို့ချောင်းဦးတို့ရင်းမမင်းတို့အဲ့တချောလို့စကိုင်းတိုင်းဒေတာကြောင့်တော်တော်များများပါပဲ PDF ဆိုဖို့တဲ့နေရာတွေမှာဒီရတဲ့အငဲတဲ့ဆိုရည်ကြီးနဲ့နေနေရမယ့်အရာရှိတယ်အဲ့တော့အဓိကတော့ PDF ဆိုဖို့လဲဆိုတော့တောင်းတော်ရဲ့ဒါလုံချွေးအားနည်းလို့ပဲပြောရမှာပဲနီးရတာကိုကြောက်ရတာပဲနော်လုံချွေးအားကောင်းလာလို့ရှင်တော့တော်တော်အဆင်ပြေသွားမှာပေါ့ဒီကတောင်းတော်နဲ့နီးပညာတွေလည်း strategy တွေပါညာနဲ့တော်တော်သုံးနေပါပြီတိတ်မကြခင်မှာတော့ကျွန်တော်တို့အောင်မြင်မှုက တီတီမာမာယူခဏလေးဖြစ်နိုင်မယ်ဆိုတာမြင်တွေ့ပါတယ်เนาะသို့တော်လည်းပဲအချိန်အခါလေးကိုနည်းနည်းလေးချိန်ညှိနေရတာမျိုးဖြစ်တာပေါ့เนาะချိန်ညှိနေရတဲ့ကြားမှာတမန်တော်ကလည်းတနာကိုချင်းစာလေးကတအားများတယ်ဗျာတောင်းတော်ရှင်းစရာအပြည့်ရှင်းတာမဟုတ်ဘဲနဲ့တလိုပဲမိမ့်မိမ့်မိမ့်နဲ့ပဲတော်တော်ကြာနေပြီအဲ့လိုပဲပြောရမှာเนาะဒါဒီဘဲမှာဒီလေးဖြစ်သွားတာဖြစ်မယ်နောက်တစ်ခုကိုရန်ကုန်တတဗိဒါဒနာကတိကတော်ဘယ်လိုလဲဝင်းဝင်းအောင်လားဟာလားอืมဒီ အမျိုးသမီးကဒါရခိုင်ဘက်ကိုဟလာတရဝိတာဌာနဆ ्याम ပေါ့နော်သူကရခိုင်ဘက်ကနေပြီးတော့ငကုံတဲ့ကွာရခိုင်သူပဲသူလဲရခိုင် ရခိုင်ဒီကရန်ကုန်နေမှာလဲအကုန်လုံးစိတ်ဝင်နေပြီးတော့နော်အကျန်းဖက်တွေကလည်းဒါတောက်လျှောက်တော်တော်များများရန်ကုန်တတိုင်းလုံးမှာလှုပ်ဆောင်မှုရှိတယ်ဒါကျွန်တော်ပြီးခဲ့တဲ့ရက်တည်းကလည်းပြောထားတယ် ။နောက်ပြီးခဲ့တဲ့ရက်တွေကလည်းပြောတာပဲရန်ကုန်တတိုင်းလုံးမှာလှုပ်ဆောင်မှုရှိတယ်။တတင်းတွေလည်းကြားလာတယ်ကြားသိရတယ်။ဒါအဲ့ဒီရခိုင်ဘက်ကပြောနေတာတွေရှိတယ်။ဒါတက်ဆက်ရတယ်ညံဖြစ်ရင်တော့ခံကြပေါ့။ဒါပဲရှိတာပဲ။နောက်အုတ်ချွေမှုတွေအဲညံဖြစ်ရင်တော့ခံကြရဲတခွဲတွေထောင်းလန်းရီတွေဆာယာဖားတွေအကုန်လုံးညံပြင်းတော့ခံကြကျွန်တော်ကတော့တဦးသားစီတဦးသားစီမရှိဘူးအဲ့တော့ရန်ကုန်မှာစိတ်ဝင်နေပြီရန်ကုန်မှာစိတ်ဝင်နေပြီဆိုတော့လည်းဒါရန်ကုန်တိုင်းအစိုးရဝယ်စည်းချုပ် တိเนาะဒါလောက်ဆောင်ဖို့အတွက်ကိုဒါပြောဆိုရတာလဲပြောရတာလဲဖြစ်တယ်เนาะဒီကြားထဲမှာမကြားခင်ကြားဝင်လဲဘမပုံခွက်လဲဘမပါလုတ်တယ်ဘမပေါ်လဲဘာဖြစ်လို့ဆိုရွေးကောက်ပွဲကိုဖြတ်ဖို့အတွက်ကိုတီးတန်းနေရောက်နေကြတာတီးတန်းနေကြိုတင်ဥစ္စာအတွင်ယူထားတာအဲဒီမှာနေတယ်ဒီမှာထိုင်တယ်ဒီမှာလုတ်တယ်ဆိုတော့ပုံစံမျိုးတွေနဲ့တောင်းလျှောက်လုတ်နေတာအဲ့တော့ကောညံဖင်းတယ်ဆိုရင်တော့အဲအဲ့ဒီချိန်ကျတော့ဘုံတိုင်းအုံတိုင်းဆိုရင်တော့မပြောတတ်တော့ဘူးเนาะဒါလည်းသတင်းတွေကအတိအကျရင်းနဲ့နေရာတွေကအတိအကျရင်းနဲ့ ပြောဒါပြောယူတာဟာလားလိုင်းသားရတောင်းတကုံညောက်တကုံတကုံစိတ်ကန်းဟာလားတိုက်ကြီးမော်ဘီအဲပဟန်းနော်အနည်းသာဆုံးနေပြီးတော့စမ်းကြောင်းအဲအဲ့အညာကတော်တော်များများရောက်နေပြီပြီးတော့ရခိုင်ကအဲ့ဆောကျောင်းဆရာမပြောတဲ့စကားလေးဆက်လို့ဒီရခိုင်ကနေပြီးတော့မှဒီဒီဘက်ကိုပေါ့ဒါ ဟိုရခိုင်ပြည်နယ်တန်တော်တို့ကျင်းတလိတို့ဂွားတော်နေပြီးဆစ်ဆောင်လာပြီးဒီဆရာဆရာမတွေရန်ကုန်တိုင်းနဲ့အရာဝီတိုင်းမြို့နယ်တွေကိုဒါတွဲဖက်ပြပညာသင်တာပညာသင် ရောက်ရှိလာတဲ့ဆရာမတွေရှိတယ်เนาะ80ရာခိုင်နှုန်းလောက်ကတော့ရခိုင်ဘက်ကအကုန်လုံးပြန်လည်သွားကြပြီအကုန်လုံးပြန်သွားကြပြီဒါအေးရဲ့အဲလုံဆောင်ချက်လို့ပဲကျွန်တော်တို့ပြောရမယ်အနေနဲ့ဒါချက်ဒါအဲ့တော့ရခိုင်က အဲဒါထုံးမြနိုင်ရဲ့စီယောကကောင်းမှုလားဗလားမသိဘူးတော့ပညာရေးဌာနဝန်ထမ်းတွေတော်တော်များများကအဲ့ဘက်ရောက်နေမယ်ရခိုင်ပြည်ဘက်ရောက်နေမယ်အဲပြီးတော့ရခိုင်ထဲမှာအခုစစ်တွေးလို့ကြောက်ပြီးတော့မှတို့ရှိနေတဲ့ဝန်ထမ်းတွေလည်းတော်တော်များများဒီရခိုင်ဘက်ကိုထပ်ပြေးကြမယ်လို့သတင်းတွေကလည်းကြားသိရတာရှိတယ်နော်ဘာဖြစ်လို့လဲဆိုတော့သူတို့ကတောင်းတော်ကဘေးပတ်ချလဲတွေမှာတော့ရှိတော့ရှိတယ်အဲဒီမျိုးတော့ပဲတိတ်တန်တကယ်လို့များတောင်းတော်ကသူတို့ဟိုအန်းတို့ဘာညာကျန်တဲ့ မြို့နယ်တိုင်းနေလို့မြို့နယ်တွေလို့ပေါ့နော်ပါသွားလို့ကျင်သူတို့လည်းဟိုတမောပေါ်မှာအစုလိုက်ပြုံလိုက်အရှင်းခမ်းမှာစိုးရိမ်နေအနေထားမျိုးလည်းရှိတယ်အဲ့တော့တောင်တော်အနေနဲ့ဘယ်လိုလှောက်ရှောင်းလဲဆိုတာတော့ဒါသူတို့လည်းစောင့်ကြည့်နေရတာရှိတယ်နော်အဲလမ်းပြောတာတော့ကိုပိုင်တို့တရေတွေကိုအမြဲစောင့်ကြည့်ရတယ်ရင်တမမနဲ့တဲ့ဆိုတာမျိုးပေါ့။နော်အဲ့လိုမျိုးကျွန်တော်တို့တော့မမှန်ကန်ပြောပြပါရတယ်။အဲဒီ ရခိုင်မကိုပြောင်းဝင်လာတဲ့ကျောင်းဆရာဆရာမဒီဘက်တွဲဘက်ရောက်လာတဲ့ရန်ကုန်တို့အရာဝီတို့တွဲဘက်ရောက်လာတဲ့ဆရာဆရာမတွေက80ရာခိုင်နှုန်းတော့ရခိုင်အေးဘက်ကိုပြောင်းရောက်သွားပြီဒီမှာအဲ့ဒီသူတို့ရဲ့လာစာတွေကြတော့ဒီဘက်ကျောင်းကြီးကိုလွှဲခိုင်းလာတဲ့ခါကျကျောင်းကြီးကလည်းဒါအခုဒီဘက်မှာသူတို့အဲ့ဒီရခိုင်မကိုပြောင်းဝင်သွားတဲ့သူတွေကိုလွှဲပေးနေတာတော့ရှိတာပေါ့နော်ဒါသူတို့လာစာတွေဒါလည်းရတဲ့ရခိုင်မကနေပြောပဲပြောတာပါလာလာတွေကိုဒီဆရာဆရာမတွေကိုလာလာတွေကိုရခိုင်ကိုလွှဲပေးနေကြအောင်တဲ့လက်ရှိတာဝန် ထိုင်းဆောင်နေတဲ့ဆရာဆရာမတွေကပြောနေတဲ့เนาะအဲ့လိုမျိုးတာဝန်ထိုင်းဆောင်နေဆရာဆရာမတွေပြောတယ်သူရခိုင်မှာဒီလိုမျိုးဗမာတွေကဆရာမတွေရှိတယ်ရခိုင်ဘက်ကဆရာမတွေရှိတယ်ပေါ့เนาะအဲ့တော့ရခိုင်ကတော့ကျွန်တော်ပြောပြတာသူကြည့်တယ်သူကြည့်တယ်အဲ့တော့အဲတောင်တကုံမြောက်တကုံเนาะရခိုင်တိုင်းမှာရှိတဲ့သူတွေအဲ့တော့မကြခင်လို့ရှင်တော့ကျွန်တော်တတိပေးပါတယ်ဗျာတူတူကြကြလဲတူတူကြကြလဲတတိပေးပါတယ်အရန်ပေါ်ပေါ်ဆဆမနေကြပါနဲ့เนาะပေါ်ပေါ်ဆဆမနေကြပါနဲ့အဓိကကတော့ ဘသူကတာဝန်ရှိတယ်ဆိုလို့ရှင်အောက်ချီဆိုလို့ရှင်နံပါတ်၄ကတော့အုပ်ချုပ်ရင်းမှုပေါ့စိန်မှုပေါ့ယာရင်မှုပေါ့မိမိတို့ရက်ွက်ထဲမှာအဲမိမိတို့လမ်းမှာဘသူကရခိုင်ဖြစ်တယ်လဲဘသူကဘာဖြစ်တယ်လဲအဓိကတော့ရခိုင်ကသွေးကြီးတယ်ပဲပြောခြင်းတယ်နော် PDF ဆိုတာကဒီမြို့မှာက တိတ်မရှိတော့ဘူးဗျအဲတချို့အကြမ်းဖက်လုပ်ငန်းလာလှုပ်ဆောင်မှုဆိုတာလည်းမလုပ်တော့ဘူးဘာပြောလို့လဲဆိုဘာမှမဟုတ်တဲ့ကိစ္စတွေဖြစ်လာတော့တည်နေလို့နော်သူတို့လည်း လာလုတ်သွားလိုက်ပြီးသွားလို့အဖမ်းခံလိုက်ထောင်ချလိုက်နေပဲသူတို့ပြီးကိစ္စတွေကဟိုလွတ်သွားရတဲ့ဆိုတာမရှိဘူးရန်ကုန်မြို့ဆိုတာခဏလေးဖက်ဖက်ဖက်ဆိုပြီးတော့ချက်ချင်းပတ်စိတ်တိုက်လိုက်ချက်ချင်းမိတယ်အတိတ်ပြီးတော့ဟွန်းနေဖြစ်တဲ့နေရာမျိုးမဟုတ်ဘူးအဲ့တော့ရန်ကုန်မှာကြတော့တိတ်မလွတ်လပ်ဘူးအခုရန်ကုန်မှာစိတ်ဝင်နေဆိုအသွင်ယူထားတာအဲမသိရင်သူကဒီအားလုံးလို့ဟိုအားလုံးလို့နဲ့နေတာကြာသွားပြီအဲအဲ့ဒီအချိန်မှာကြတော့ဒီဘက်ကဒီကောက်ဝက်လုံးမဲ့ချိန်ညာမှာအဲ့ချိန်မှာဟုံးဆိုအဲ့ဒီလူတွေထားမှာအခုကြိုးတဲ့စီမံကိန်းတွေဖြစ်နေတဲ့အတွက် ဒါအေးအွန်နေနေပေါ့ရခိုင်နေကိုအဲသေးစစ်တာတို့မှတ်ပုံတင်စစ်တာတို့ဒါတွေကဒီချိန်နဲ့မှကြိုတင်မလုံထောက်ဆိုလို့ရှင်တော့ဒါ1နဲ့ဝက်ရဖြစ်လိမ့်မယ်လို့ပဲပြောကြင်ပါလားအားလုံးကျမ်းပါပါစေချမ်းသာပါစေเนาะဒီစကားလေးပြောတယ်လို့